ားလုံးပဲမင်္ဂလာပါ။အကြောင်းသင်ခန်းစာ English ပေါ့နော်။ English အကြောင်းသင်ခန်းစာ Grade 4 Grade 4ကျွန်တော်သင်ပါနော်အခု Grade 4သင်ပါဆိုတော့ဘယ်သင်ခန်းစာရလို့တော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီမှာ read the reading mind တွေကိုကျွန်တော်သူ့ကိုဖတ်ခိုင်းပါပါဖတ်ခိုင်းမယ်ဆိုတဲ့နေရာမှာ तू ဘလို့ဖတ်သွားလဲဆိုတာလေးကိုတစ်ချက်လိုက်နာထောင်ကြည့်အောင်နော်အကယ်၍ तू ဖတ်တဲ့နေရာမှာ စကလုံးလေးတွေလွဲသွားမယ်ဆိုလို့ရှင်ကျွန်တော်ကပြန်ပြင်ပေးမှာဖြစ်ပါတယ်ဘလိုမျိုးလေးတွေမှာသူလိုအပ်ချက်ဘယ်နေရာမှာရှိသွားလဲအဲ့ရှိတဲ့နေရာကိုကျွန်တော်ကထောက်ပြမှာဖြစ်တယ်ကဲဒါဆိုလို့ရှင်သူဘလို English the great for English ကိုဘလို့ဖတ်လဲဆိုတာကိုကျွန်တော်လည်းသူလိုက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ထောက်ပြမယ် unit ကတော့ unit 1နော်ကောင်းစင်ကတော့ people around us တွေ့လိုက်မယ်ဆိုရင်တော့ people around us နော်ငါတို့ပတ်ဝန်းကျင်မှာရှိတဲ့လူများဟုတ်တယ်နော်အဲ့ဒါကိုဖတ်မှာဖြစ်ပါတယ် no? read the passage please read it i am yuandigo i am grateful student i have many friends in my class my best friend is shizen she is 9 years old she is short and slim he he is she has. She has three hair. She has one brother or uh, one brother and two sister. She is two sister My aspire, no, uh, two, two, sisters. Two sisters. She is very friend friendly and clever. She is very health healthy. How far. How far? to we go to school together, play together, and study together. ကျွန်တော်အခုဆိုလို့ရှိရင်သူဖတ်သွားတဲ့ဥစ္စာလေးကကောင်းပါတယ်ဒါပေမဲ့နော်အားနဲ့ချက်လေးတော့ရှိတာပေါ့ဟုတ်လားဘယ်သူမှပြည့်စုံကုန်လုံးနေဆိုတာမရှိဘူးအဲ့ဒါကြောင့်မို့သူမှားတဲ့နေရာကိုလွဲသွားတဲ့နေရာအတန်ထွက်တဲ့နေရာကိုကျွန်တော်ကချက်ချင်းထောက်ပြပြီးတော့ပြန်ပြီးတော့အမှန်ပြအောင်ပြန်ဖတ်ခိုင်းတာပါနောက်ခုက listen and repeat listen and repeat ဆိုပေမဲ့ကျွန်တော်တို့ကနားထောင်နေဆိုပေမဲ့ပြောကြည့်မှာပါเนาะပြောတဲ့အချိန်မှာခလေးတယောက်ရဲ့ ခလေးတယောက်เนาะဒီ English စာကြီးပဲမဟုတ်ဘူးဘာသာစကားပေါ့เนาะဘာသာစကားကျေပြန့်တာဟိုစာဆိုတာနည်းနည်း limit ရှိတယ်ဘာသာစကားပြောတဲ့အနေအားမှာ तू ပြောသွားတဲ့ तू ကြည့်ပြီးတော့ပြောသွားတယ် तू ဒီစကားလုံးနေရနေရမယ် तू ရဲ့ grade 4 level ဆိုရင် grade 4 level ထိပေါ့เนาะအဲ့ဒါကိုရနေရမယ်သူ့ရဲ့ဒီစကလုံးမပေါင်းမဲနဲ့စလုံးမပေါင်းမဲနဲ့ကိုသူ့ရဲ့ဒီဘလိုခေါ်မလဲ flow လေးပေါ့လုံးဝညီနေရမယ်မညီကျွန်တော်တို့ကလိုက်ပြီးတော့ဖြည့်ပြရမယ်ဒါပဲကဲသမီးပြောကြည့်ပါဦး Hello, I am Bobo. They are my friends. These are. These are my friends. They is Mimi. This is. This is. ဟုတ်လားအခုဆိုလို့ရှိရင်ကျွန်တော်ခဏဖြတ်မယ်နော်အခုဆိုလို့ရှိရင် तू က this is မဟုတ်ပါဘူးမှားပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ကဘာလို့ပြောင်းပြရမလဲဆိုရင်ထောက်ပြရမယ် this is. This is. This is Mimi. He he is short. He has. He has short and slim. He has, he has short hair. He has short hair. He has straight hair. He this this is this is, is. this is Nila. He is she has he he -E -S -S -K <S -K has car has ba not small babu has ba. He has he has long hair. He he has he has straight hair. This this is no. This, this is, is this is. Uza, this this he he has long hair. He he ha, he has he has uh, he has C U R L Y Curly hair. Curly hair. Curly hair. These they are these T H E S E of these. These are Nila and Duza. They they have long hair ဆိုလို့ရှိရင်ကျွန်တော်တို့ကထောက်ပြရတဲ့အပိုင်းလေးတွေရှိတယ်နော်ကဲအခုတော့ကျွန်တော်ဒီသင်ခန်းစာလေးတွေကိုနော်သင်ပါတယ်ကျောင်းသင်ခန်းစာကျောင်းသင်ခန်းစာကကျွန်တော် English ကျောင်းသင်ခန်းစာပေါ့နော် English ကျောင်းသင်ခန်းစာကိုကျွန်တော် grade 1ကနေစတယ်နော် grade 1နဲ့ grade 12တိကိုသင်ပါတယ်ဒါပေမဲ့ section လိုက်သင်တာမဟုတ်ဘူး ကျွန်တော်ကတူးချင်းစီတူးချင်းဆိုတာဟာအိမ်လိုက်တင်တာလားကျွန်တော်ဒီအိမ်ဘယ်တော့မှလိုက်မတင်ပါကိုအရင်တော့တော့တင်ကောင်းတင်တယ်အခုတော့လုံးဝမတင်ပါဘူး online မှာတူးချင်း one on one coach one on one teaching learning အဲ့ဒါပဲကျွန်တော်တင်တာဖြစ်ပါတယ်เนาะကျွန်တော်လည်းတင်နေတယ်ဆိုလို့ရှိရင်เนาะ Viber phone number နဲ့လည်းဆက်သွယ်လို့ရပါတယ် Viber phone number က09420148329ကိုဆက်သွယ်မေးမြန်းလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်